အပိုင်း158ရဲ့အဆောက်မှာတော့လူဖီကကတာဂရီနဲ့တိုက်ခိုက်နေခဲ့ပါတယ်။ဒါကြောင့်လူဖီကရုံးမြဖြစ်နေပြီးသူကတော်လေးတိုင်ပန်နေပါတယ်။ခနာကြောင့်မှာတော့လူဖီကထွက်လို့ရသွားပြီးကတာဂရီကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့သူကအထိုးခံလိုက်ရပြီးလွင့်ထွက်သွားခဲ့ပါတယ်။အဲဒီအချိန်ကတာဂရီကလူဖီကိုမိုချီရီနဲ့ဆက်တိုက်ထိုးကျခဲ့ပါတယ်။တစ်ဖက်မှာလည်းစန်ဂျီကပူတင်ကိုလူဖီကကတာဂရီကိုနိုင်ယူနိုင်တယ်လို့ပြောပြီးအခုလောလောဆယ်ကိတ်ကိုပဲလုံးကြရအောင်လို့ပြောလိုက်ပါတယ်။ ဒါကိုကြားတော့ပူတင်ကသူမအနေနဲ့လူဖီရိုကိုစိတ်ပူပေးနေတာကိုစန်ဂျီကိုမသိစေချင်ကြောင်းပူတင်ကစန်ဂျီကိုနေရတဲ့ငယ်ချင်းကငါ့ကိုအသက်ခံရတော့မယ်လို့ပြောလိုက်ပါတယ်ဒါကိုကြတော့စန်ဂျီတယောက်ပေါက်ပေါက်ဖောက်နေတဲ့ပူတင်ကိုမင်းအစင်ပြေလာလို့မိလိုက်ပြီးအစင်ပြေရင်ဂိမ်းမုံကိုဆက်ဖုတ်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့စန်ဂျီကပူတင်ကိုပြုံးပြလိုက်တာကြောင့်တစ်ဖက်မှာပူတင်တယောက်သတိလည်ပြီးအငွေ့တွေပါထွက်နေခဲ့ပါပြီ။ဒါကိုမြင်တော့အလုံးကသူမကိုစိတ်ပူပြီးအော်ဟစ်နေခဲ့ပါတယ်။တစ်ဖက်ကနက်ကျွန်းမလေးအာမန်ဒီကသူမရဲ့လူတွေအလုံးကိုဘေးကင်းရအောင်ရွှေ့နေဖို့အတွက်ပြောလိုက်ပါတယ်။ ။ဘာလို့လဲဆိုတော့မမကဒီနေရာကနေဖြတ်လာမှာဖြစ်လို့ပါ။ဒီမကစကားပြောလို့မဆုံးသေးခင်မှာပဲ။အာမန်ဒီကမမရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။ဒါကိုကြားတော့အာမန်ဒီကတုံ့လုံသွားချိန်ဘေးမမကတော့ကျွန်းနာကိုရောက်လာခဲ့ကအနမ်းခံနေပါတယ်။ဒါကိုမြင်တော့ပေရိုစပေရိုကမမကိုဒါကနဲ့ကျွန်းတို့တရီပေးလိုက်ပြီမယ်မရခဲ့ပါဘူး။ဘေးမမကတော့ကျွန်းမကိုခုန်တက်လာခဲ့ပြီးသူမကိုကိတ်ပေးဖို့အတွက်ပြောနေခဲ့ပါတယ်။သူမကအိမ်ကိုဖျက်ဆီးနေပြီးဒါဝမြင်နေရတဲ့သူတွေကလည်းဘင်မောင်မြတ်ထူးခြားနေတဲ့ပုံစံကြောင့်အံ့ဩနေပါတယ် အဲ့ဒီအချိန်ဆွေစီတီမှာတော့ဘေဂျီနောက်ကိုလိုက်သွားတဲ့ Gaster ကမွန်ဒေါ်စီကိုဖုံးဆက်ပါတယ်။မွန်ဒေါ်ကဂတ်စတာကိုဘေဂျီကိုဖမ်းမိပြီလားလို့မေးတော့ Gaster ကမွန်ဒေါ်ကိုသူမအနေနဲ့ဘေဂျီရဲ့သင်းမောကိုပျောက်သွားတယ်လို့ပြောလိုက်ပြီးပတ်ကြီးတွေလည်းဒီနေရာကိုမပို့ပေးဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့မွန်ဒေါ်ကလန့်သွားပြီးအဲ့ဒီမှာလည်းဖြစ်နေတာလားလို့မေးလိုက်တယ်။ဒါအပြင်မွန်ဒေါ်ကသူတို့လည်းနာမီရိုရဲ့သင်းမောကိုခြေရာခံလို့မရဖြစ်နေတယ်လို့ပြောပြလိုက်ပါတယ်။အဲ့နောက်မွန်ဒေါ်ကဂတ်စတာကိုဘေဂျီကိုရအောင်လိုက်ဖမ်းဖို့အတွက်ပြောလိုက်ပြီးသူ့ရဲ့လက်ထောက်ကိုလည်းပတ်ကြီးတွေကိုသွားစစ်ကြည့်ဖို့အတွက်ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်ပြည်ကြီးကတော့အခုချိန်ဆိုသူတို့နောက်ကိုဘင်မောင်းမြဲဒေမိုတွေအများကြီးလိုက်နေရမှာလို့ပြောပြီးအခုတော့ဒဇီမတော်မှလိုက်မလာတာကြောင့်အံ့ဩနေပါတယ်။ဒါကိုကြတော့ဗီဒီယိုကသူ့အနေနဲ့တီနီယာကိုမသိလို့နေမယ်လို့ပြောလိုက်ပြီးတကယ်လို့ဘက်ကြီးတွေကသာသိရင်ခရီးတွေကတဆင့်ပြောမှာပဲလို့ပြောလိုက်ပါတယ်။ဒါကြောင့်မိကြီးကဘာတွေဖြစ်နေလဲဆိုတာကိုမသိပေမဲ့သူကချစ်ဖုန်ကိုကကူဝါကျုံးမသွားခဲ့ဖို့အတွက်အမြန်ဆုံးလမ်းကနေသွားမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ရေအောင်မှာတော့ဘီဂျီတို့ရဲ့ဒေမိုတီနီယာကိုအချက်ပြဖို့ကြိုးစားနေတဲ့ပက်ဂျီတွေကိုစုံတယောက်ကခေါ်သွားခဲ့ပါတယ်။ ။တဖက်မှာချောပါကလည်းသူတို့နောက်ကိုရန်သူတွေလိုလိုက်လာတာကိုမတွေ့ရဘူးလို့ပြောလိုက်ပြီးဂျင်မီကဒါကထူးဆန်းတယ်လို့ပြောလိုက်ပါရီ။အဲ့ဒီအချိန်နာမီကဒါကထောင်ချောက်ဖြစ်နိုင်တယ်လို့ပြောလိုက်တော့ချောပါကသူတို့အနေနဲ့သတိမလစ်ပါဘူးလို့ပြောပြီးချောပါကဂဲရော့ကိုရန်သူလိုက်လာတယ်ဆိုတာမသေးစားသေးသေးဇာတိုင်းဆောင်ကြည့်နေဖို့အတွက်ပြောပါရီ။အဲ့ဒီနောက်ဂျင်မီကဒီမော့ကိုမောင်းနေရင်ထွက်ပြေးသွားတဲ့သူ့ရဲ့လူတွေအဆင်ပြေမပြေဆိုတာကိုစိတ်ပူနေပါရီ။အဲ့ဒီအချိန်မှာမွန်တော်တယောက်အာမန်ဒီရဲ့တရင်ချောင်းလန်သွားပြီးပင်မောင်းကဂျုံးကိုဝင်တိုက်ခိုက်နေခဲ့တာလားလို့မိလိုက်ပါရီ။ ဒါမှမဟုတ်လေပတ်ကြီးတွေကိုသွားစစ်တဲ့တယောက်ကပြန်လာပြီးသူကမွန်တော်ကိုပြဿနာတက်နေပြီလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့မွန်တော်ကလန့်သွားပြီးဘာဖြစ်တာလဲလို့မေးတော့ဒီအချိန်ကျမှပြဿနာတွေဖြစ်နေရလားလို့စိတ်ပြက်စွာပြောတော့ကောင်မလီကပတ်ကြီးတွေအားလုံးမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာမွန်တော်တို့ကလန့်သွားပါတယ်။ဘကွမ်ကပတ်ကြီးတွေတေးကုန်လာလားလို့မေးလိုက်ပြီးဒီလောက်အများကြီးကဘာတွေဖြစ်ကုန်တာလဲလို့စဉ်းစားနေပါတယ်။ကောင်မလီကတော့ပတ်ကြီးတွေကိုတရားရောက်ကပြန်ပြီးဆွဲသွားတယ်လို့ထင်နေပေမဲ့မွန်တော်ကတော့ဒါကိုဘယ်သူကလုံးမလဲလို့ဆိုကအော်ဟင်းနေပါတယ် ဒါပေမဲ့ဒီတိုင်းသာဆိုရင်ရန်သူတွေကသွားချင်ရာကိုသွားနိုင်နေတော့မှာဖြစ်ပြီးမွန်တော်ကကောင်မလေးကိုဒီကိစ္စတစ်ခုခုလုပ်ဖို့အတွက်ပြောလိုက်ပါတယ်။အဲဒါကိုကြတော့ကောင်မလေးကဥတူတူလုံးနေပြီ။ဘာလို့ရမလဲလို့မြင်တော့မွန်တော်ကဘက်ချီတွေပျောက်သွားရတဲ့အကြောင်းရင်းကိုရှာခိုင်းပါတယ်။တစ်ဖက်ပင်လည်းရောက်မှာတော့ငါလူသားမင်းကလေးကသူမရဲ့အတန်နဲ့ဘက်ချီတွေကိုဆွဲဆောင်ထားခဲ့ပါတယ်။သူမကဘက်ချီတွေကိုသူမရဲ့အနာကိုခေါ်ထားပြီးအလုံးနဲ့အတူတူပြောရွှင်စွာသချင်းတီဆိုနေခဲ့တာပါ။သူမရဲ့အတန်ကြောင့်ဘက်ကြီးတွေကစီးမျောနေပြီးငါလူသားမင်းကလေးရဲ့နားမှာစုပြုံနေကြပါလေ။အဲ့ဒီအချိန်အာလာရင်ကဒါကိုကြည့်ပြီး ဂျေမီကိုဒါကမင်းအတွက်အကူအညီတစ်ခုခုဖြစ်စေရလားလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့လူဖီကခုံဆွားခုံဆွားလုပ်နေပြီးဂါတာဂူရီကိုယင်ဆိုင်နေခဲ့ပါတယ်။ဂါတာဂူရီကတော့လူဖီကိုမင်းပြောတာကငါတီငိမ့်နေရင်မင်းငါ့ကိုမတိုက်ခိုက်နိုင်ဘူးဟုတ်လားလို့မင်းနေချိန်လူဖီကခုံဝင်လာပါတယ်။ဒါကိုမြင်တော့ဂါတာဂူရီကလူဖီကိုမင်းကြုံသွားတယ်လို့ပဲလို့ဆိုတော့လူဖီကလည်းသူ့အစွမ်းကိုသတိထားမိသွားခဲ့ပြီးတိုက်ခိုက်တာကိုချက်ချင်းပဲရက်လိုက်ပါတယ်။ပြီးတော့သူ့အနေနဲ့7မိနစ်အနားယူဖို့လိုတာကြောင့်လူဖီကဂါတာဂူရီနဲ့ဝေးတဲ့နေရာကိုထွက်ပြေးသွားခဲ့ပါတယ်။ ါကိုမြင်တော့ကာတာဂူရီကလည်းလူဖီရဲ့ဆွမ်းအားကအကန့်အသတ်ရှိတာကိုသိသွားပြီးအနောက်ကနေလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာလူဖီတယောက်ကတော့လေရီရော်သွားပြီးထွက်ပြေးနေပါတယ်။အဲ့ဒီနောက်မှာလေကာတာဂူရီကလိုက်လာပြီးလူဖီကိုလက်သီးတွေနဲ့ဇက်တိုက်ထိုးနေတာကြောင့်လူဖီကရှာထွက်အောင်ပြေးနေရပါတယ်။ကာတာဂူရီတယောက်ကတော့ဒါကိုကြည့်ကစိတ်ပြက်စရာပဲလို့ပြောလိုက်ပြီးအခုပြီးပြီပဲလို့ပြောလိုက်ချင်းလူဖီကပြေးနေတာရလိုက်ပါတယ်။ပြီးတော့သူကတစ်ဖက်ကိုလှည့်ကြည့်လိုက်ပြီးဘရူလီကိုမြင်သွားခဲ့ကခြေနဲ့တဲ့အပြုံနဲ့ပြုံးနေပါတယ်။ဒါကိုမြင်တော့ဘရူလီတယောက်လန်သွားခဲ့ပြီးသူမရဲ့အကိုဖြစ်သူကိုအော်ဟဲ့အကူညီတောင်းပါတော့တယ်။ ါကိုမြင်တော့ကာတာကူရီကလည်းလန့်သွားပြီးဘရူလီကဘာလို့ဒီမှာရှိနေရလဲလို့တွေးနေချိန်လူဖီကတော့ဘရူလီနဲ့အတူတဖက်မှန်တဲ့ကိုခုံဝင်သွားခဲ့ပါပြီ။အဲဒီနောက်လူဖီကဘရူလီကိုဘယ်ရောက်လာပြီလဲလို့မေးပြီးသူအခုအနားယုံမယ်လို့ပြောလိုက်ပါရီ။ဒါပေမဲ့တခြားလုံးလူဖီကသူမရဲ့နာမည်ကိုမှားခေါ်နေတာကြောင့်ဘရူလီကစိတ်ညစ်နေပါရီ။အဲဒီအချိန်သူမတို့ရောက်နေတဲ့အိမ်ကတုံ့လှုပ်လာပြီးပင်မောင်းကြောင့်တပိုင်းပြတ်ထွက်သွားခဲ့ပါရီ။ဘေမောင်ကတော့နတ်ကျွန်းမှာရှယ်ပလန်နဲ့တောင်းချမ်းနေပြီးအာမန်ဒီတယောက်ကတော့ဒါကိုတားဆီးဖို့အတွက်ကြိုးစားနေပါတယ်။ဘာလို့လဲဆိုတော့နတ်ကျွန်းကအာမန်ဒီဦးစီးနေတဲ့ကျွန်းဖြစ်လို့ပါ အဲ့ဒီအချိန်ပေမောင်မကတော့အင်ကိုကိုက်စားနေပြီးဒီရပါမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ပေရိုစပေရိုကလည်းမောင်မကိုဒါကနတ်ကျွန်းဖြစ်ပြီးဒီမှာကေယောလူဖီရောမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်ပေမောင်မကလူဖီကိုနင်းပေမာလေးလို့မင်းနေချင်းတဖက်မှာလည်းလူဖီကဒါကိုမြင်မိမျက်လုံးပြူနေခဲ့ပါတယ်။အဲ့ဒီအချိန်နာမီကတော့သူမရဲ့ဒီဇိုင်းကိုပြောင်းလိုက်ပါတယ်။အပေါ်ဘက်မှာချော်ပါရူကတော့အားလုံးအေးအေးဆေးဆေးပဲလို့ပြောလိုက်တော့ဂျင်မီကဒီလိုဖြစ်ရမှာမဟုတ်ဘူးလို့ပြောပါတယ် ။ဘာပဲဖြစ်ဖြစ်ဘင်မောင်ကသူမကိုသူမအင်ပါယာဆိုပြီးမန်တက်နေတာဖြစ်တယ်လို့ပြောလိုက်တော့နာမီကသူမတို့အနေနဲ့စန်ဂျီတို့ကိုမတွေ့ရင်တော့မှအရင်လမ်းကြောင်းတိုင်းသွားရမှာပဲလို့ပြောလိုက်ပါရီ။ဘာဖြစ်လို့လဲဆိုတော့သူတို့ကဘင်မောင်ရဲ့ဒေါသကိုမဖြစ်မနေရင်ဆိုင်ကြရမှာမဟုတ်လို့ပါ။အဲဒီအချိန်မွန်တော်ကလည်းကျွန်းနိုင်ကလီလီရီအားလုံးကိုထွက်ခိုင်းလိုက်ပြီးလူဗီရိုနောက်ကိုလိုက်သွားတဲ့ဘင်မောင်ကိုကယ်ဖို့လုပ်လိုက်ပါရီ။သူကအားလုံးကိုလူဗီရိုနဲ့ဘင်မောင်ကိုတစ်ဆာဖောက်သွားတဲ့ပြည်ကြီးကိုရောင်းအောင်လိုက်ရှာဖို့အတွက်ပြောပါရီ။ ပြီးတော့ဂျင်ဘီကထွက်ပြေးသွားတဲ့အဖွဲတွေကိုပါရှာပြီးအတန်ကုန်အဟိအမိန်ပေးနေပြီးတစ်ဖက်မှာလည်းဘာလို့သူတို့လူတွေကရှာရမှလဲလို့တယောက်ကမိလိုက်ပါတယ်။ဒါဝန်ကြတော့နောက်တစ်ယောက်ကပတ်ကြီးတွေမရှိတော့ဘူးလို့ပြောလိုက်တာကြောင့်အားလုံးကလန့်နေပါတယ်။မွန်နောကတော့အားလုံးကိုလူဖီရိုတွေကိုပင်လယ်ထဲကိုမြုပ်ပစ်ဖို့အတွက်ပြောနေပါတယ်။တစ်ဖက်မှာလည်း chef တယောက်ကစန်ဂျီရဲ့ cream line ကိုစားကြည့်ပြီးလဲကျသွားပါတယ်။ဒါဝန်မြင်တော့အားလုံးကလဲကျသွားတဲ့ chef ကိုအစင်ပြေလာလို့မိလိုက်ပြီး cream line ကိုစားပြီးလဲကျသွားတာကြောင့်အစိတ်ဖြစ်တာလားလို့မိလိုက်ပါတယ်။ဒါဝန်ကြတော့စန်ဂျီကပြုံးလိုက်ပြီးသူ့ကိုမေးကြည့်လိုက်လို့ပြောပါတယ်။ အဲ့ဒီအချိန်လဲကြနေတဲ့ chef ကသူ့အနေနဲ့ဒါကရန်ကိုကောင်းလွန်းလို့ပြောပြောကြီးတည်သွားနိုင်တယ်လို့ပြောလိုက်တာပါ။ဒါပေမဲ့ကျတော့အလုံးကဝမ်းသာသွားခဲ့ကြပြီးတော့သူဘလောက်ပြောနေလဲဆိုတာကြည့်ပါအောင်လို့ပြောနေခဲ့ပါတယ်။ပူတင်ကလည်းစန်ကြီးရဲ့လိဝက်ပစ္စည်းပါရဲခရမ်ကိုသဘောကျစွာကြည့်နေချိန်စန်ကြီးကတော့အလုံးပြီးသွားပြီလို့ပြောပါတယ်။ဒါပေမဲ့မြင်တော့ပူတင်ကသူလဲစားချင်တယ်လို့ပြောတော့စန်ကြီးကပူတင်ကိုမင်းစားလို့မရသေးဘူး။သူ့အနေနဲ့အားကိုးရတဲ့သူတယောက်ကိုမဆုံးဆုံးစေချင်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကျတော့ပူတင်ကထပ်ပြီးမိလဲသွားလို့ချေဖုန်ကသူ့မကိုဖမ်းထားလိုက်ရပြီးမစားကြရသေးပဲမိမလဲသွားဖို့အတွက်ပြောလိုက်ပါတယ်။ ။အဲဒီအချိန်ခရီးမကိုမြည်ကြည့်နေတဲ့ chef ကတော့ဒါဝသာကိမ့်မှုမော်ကိုဖျက်လိုက်ရင်အရန်ကိုရသာရှိမှာပဲလို့ပြောလိုက်ပါတယ်။အင်းတော့ချေဖုန်ကသူမရဲ့ချေဖုန်ကိတ်ကလည်းအဆင်သင့်ဖြစ်နေပြီလို့ပြောတော့စန်ကြီးကခြေနဲ့တော့ပါလိ။အားလုံးကတော့ချေဖုန်ရဲ့ကိတ်ကိုလွင်ထွက်မသွားအောင်ဂိုင်းထားပေးနေပြီ။ပူတင်းကလည်းသူမရဲ့ချောကလက်ကလည်းအသင့်ပဲလို့ပြောလိုက်ပါလိ။ဒါဘူမင်းတော့ chef တယောက်ကဖိတ်ကြသွားမယ်လို့ဆိုကအဖုံးကိုဂိုင်းပေးလိုက်ပါလိ။ဒါဘူကြီးကအားလုံးကလည်းသဘောကျစွာယဉ်နေခဲ့ပါလိ။ အိနောက်စံကြီးကအားလုံးကိုလေအသင့်ပြင်ထားဖို့အတွက်ပြောလိုက်ပြီးနာယီကိုတစ်ချက်လှမ်းကြည့်လိုက်ကအချိန်ကုန်တတ်တာတော့အောင်မုံကိုလေးပေါ်မှာပဲအလှဆင်မှုအတွက်ပြောလိုက်ပါရီအိနောက်စံကြီးကအားလုံးစင်သင်းဖြစ်ပြီမို့လို့သူရဲ့တငယ်ချင်းတွေကိုဒုက္ခပေးနေတဲ့ပင်မောင်ကိုသွားသမားရအောင်လို့ပြောလိုက်ပြီးဇာလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါရီအပိုင်း159ရဲ့အဆောက်မှာတော့နတ်ကျိုးမကိုရောက်ရှိလာတဲ့ပင်မောင်တယောက်သူမလိုရှိနေခဲ့တဲ့ဝယ်ရင်ဂိတ်ကိုအခုချိန်ထိမတွေ့ရသေးတဲ့အတွက်တောင်းချမ်းနေခဲ့ပါရီအမန်ဒီတယောက်ကလည်းအခုချိန်မှာကာကွယ်မှုမပြုလုပ်နိုင်ဘူးဆိုရင်ဂျွန်းတစ်ခုလုံးပြည့်စည်ဆုံးရှုံးရတော့မယ်လို့ပြောနေခဲ့ပါရီ တဖက်မှာလည်းလူဖီကဘရူလီကိုဘလို့ဖြစ်ပြီးသူတို့အလုံးဒီနေရာကိုရောက်ရှိလာတာတယ်လို့မေးမြန်းနေကြတာပါအဲ့ဒီအချိန်ရန်ဖြစ်နေကြတဲ့ဘရူလီနဲ့လူဖီကိုဘယ်ရူစပယ်ရိုကတွေ့ရှိသွားပြီးလမ်းအော်ခေါ်နေခဲ့ပါတယ်။လူဖီဆိုတဲ့နာမည်ကိုကြားလိုက်ရတဲ့အချိန်မှာအာမန်ဒီအပါဝင်ဂျိုးမော်ကရှိသမျှလူတွေအားလုံးနဲ့လမ်းသွားကြပါတယ်။ဒီလိုနဲ့ဘယ်ရူစပယ်ရိုကဘင်မောင်းကိုလူဖီရှိအောင်ညွန်ပြလိုက်ပြီးတစ်ဖက်မှာလည်းလူဖီကဘင်မောင်းဂျိုးမော်ကိုရောက်လာရတဲ့အကြောင်းရင်းကိုဘရူလီကိုမေးမြန်းနေခဲ့ကဇန်နီတင်းမောအနောက်ကိုလိုက်သွားတဲ့ထင်နေခဲ့တာလို့ပြောလိုက်ပါတယ်။ ဘရူလီကတော့အမေဖြစ်သူကိုသူမကိုကူညီဖို့အတွက်အော်ဟစ်ကအကူအညီတောင်းခံနေခဲ့တာပါအဲ့ဒီအချိန်အသေးစိတ်လွတ်နေတဲ့ဘင်မောင်ကသူမတေဆောင်လာတဲ့အရာမကြောက်တုံးကြီးနဲ့လူဖီကိုရောတမီးဖြစ်သူဘရူလီကိုပါထုချပြစ်လိုက်ပါရီ။ဒါကြောင့်လူဖီလည်းဘရူလီကိုပွေ့ချပြီးဘေးကင်ရကိုထွက်ပြေးသွားပါရီ။ဒါကိုဒေါသထွက်သွားတဲ့ဘင်မောင်ကအကြောက်တုံးကြီးပေါ်ကနေဆင်းချလာခဲ့ပြီးသူမလိုရှိနေခဲ့တဲ့ wedding cake ရဲ့ဒီနေရာကိုမေးမြန်းမှုအတွက်လူဖီတို့ရဲ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့ပါရီ။ အဲ့ဒီအချိန်သူမကိုကယ်တင်ပေးဖို့တောင်းဆိုနေတဲ့ဘရူလီကိုဘယ်ရိုစပယ်ရိုကသူ့ရဲ့ချိုးချင်းတိုင်းကိုအုံပြီးတားဆီးဖို့လုပ်ခဲ့ပေမဲ့လူဖီကသူ့ရဲ့ဂီယာသရီကိုအုံပြုပြီးတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဟာဂီစွမ်းအကုန်ခန်းနေတာကြောင့်လူဖီလည်းအခက်တွေ့နေပါတယ်။အဲ့ဒီနောက်မှာတော့ဘယ်ရိုစပယ်ရိုကလူဖီကိုသူ့ရဲ့ချိုးချင်းတိုင်းအနေနဲ့ဝင်းရံလိုက်ပြီးအာမန်ဒီနဲ့ရင်ဆိုင်စေခဲ့ပါတယ်။လူဗီကသူ့အနေနဲ့ဘင်မောင်းကလွဲပြီးဘလို့ရန်သူမျိုးနဲ့မှရင်ဆိုင်လူစိမ့်မရှိတာကြောင့်အာမန်ဒီရဲ့ခုတ်ချက်ကိုရှောင်ပြီးတတိုင်းကိုကြော်ကထွက်ပြေးလို့မြောက်သွားပါတယ် ဒီလိုနဲ့အပြင်ဘက်ကိုရောက်သွားတဲ့အခါမှာတော့လူဖီကထွက်ပြေးလို့မြောက်ဖို့အတွက်အမှန်ကိုလိုက်လံရှာဖွေနေပါတယ်။သူကဟာကီစွမ်းအားကိုပြန်လည်နှိုးထလာမယ့်အချိန်ထိဘင်မောင်းမြက်လက်ထဲကနေရှောင်းနေသလောက်ရှောင်းနေဖို့အတွက်ဆုံးဖြတ်ထားတာဖြစ်ပြီးဒါကိုရိမ့်မိနေတဲ့ပေရိုစပေရိုကဘင်မောင်းကလည်းအချိန်တိုအတွင်းလူဖီကိုရှင်းပြနိုင်မှုအတွက်အနောက်ကနေထက်ချက်မကွာလိုက်နေခဲ့ပါတယ်။နောက်တစ်ခါမှာတော့ကိုကောက်ဂျုံးစုပေါ်မှာရောက်ရှိနေတဲ့စန်ဂျီရိုအုပ်စုကိုပြသထားပါတယ်။အဲ့ဒီအချိန်မှာမုံဆရာတို့ကစံကြီးကိုကိမုံဖုတ်ခြင်းလုပ်ငန်းစဉ်ကပြီးဆုံးသွားပြီဖြစ်ကြောင်းသတင်းလာပို့ပါရီ တစားထင်းမှာပဲစံကြီးကမုံဖုတ်ဆရာရဲ့မျက်မှန်ကိုချွတ်ယူလိုက်ပြီးရုပ်ဖြတ်လိုက်တာကြောင့်မုံဆရာလည်းနားမလည်နိုင်အောင်ဖြစ်သွားပါတယ်အဲ့နောက်မှာတော့မြို့ထဲမှာကိမုံကြီးကြီးတခုကိုမြင်တွေ့ရမှာဖြစ်ပြီးမြို့သူမြို့သားတွေကလည်းအယံအံ့ဩနေကြတာပါ။နောက်ပြီးမြို့သူမြို့သားတွေကအခုလိုမျိုးအရသာရောအနံ့မှာပြေဆုံးလို့နဲ့ကိမုံကိုဘင်းမောင်းမသာစားမိလိုက်ရင်တော့အယံကိုအကြိုက်တွေ့သွားမှာပဲဆိုပြီးပြောနေကြတာပါ။ဒါအပြင်ကမှအနံ့ကိုရှူလိုက်တာနဲ့ကောင်းကင်ဘုံကိုရောက်သွားတယ်လို့မျိုးဖြစ်သွားတဲ့ခံစားချက်ကအတော်လေးကိုထူးဆန်းနေဆိုပြီးဝိုင်းချီကျူးနေကြပါလိမ့်။ ဒီလိုနဲ့မျိုးသူမျိုးသားတွေကဘင်မောင်စီကိုဂိမ်းပုံသွားရောက်ပို့ဆောင်ပြီးမယ်။ချေဖုန်နဲ့ပူတင်းကိုဂယူဆိုင်ဖို့အတွက်မှာကြာနေပါတယ်။ညီမနှစ်ယောက်ကတော့ပျော်ရွှင်နေခဲ့ကြပါတယ်။တစ်ဖက်မှာလည်းရုပ်ဖြတ်ထားတဲ့စံကြီးကအခုချိန်ကစပြီးအကောင်းဆုံးလက်ရာတစ်ခုကိုစားသုံးခွင့်ရတော့မှာဖြစ်တာကြောင့်ဘင်မောင်ကိုတိန်နေပေါ်မှာလွင်သွားတဲ့ feeling မျိုးခံစားဖို့အတွက်ပြင်ဆင်ထားလိုက်တော့လို့ဒီတို့ရေရွလိုက်ပါတယ်။အဲ့ဒီအချိန်ရုပ်တရက်အာဗန်ကရောက်ရှိလာပြီးလမ်းကိုပိတ်ထားလိုက်ကဒီလိုမျိုးအရာမကိမ့်မုံကြီးကိုဘယ်နေရာထိယူသွားမှလဲလို့မေးမြန်းပါရီ ပူတင်ကတော့သူမအနေနဲ့ဂိမ်းမုံကိုတင်းမောပေါ်မှာပြီးသက်ပြီးသွားတာနဲ့ပင်လယ်ပြင်မှာတောင်းကျနေတဲ့အမေဖြစ်သူကိုဓာစီဖို့အတွက်အခုလိုလုပ်ရမှာဖြစ်ကြောင်းရှင်းပြပါရီ။နောက်ပြီးအကိုဖြစ်သူဘဲရိုစဘဲရိုကိုသာဆက်သွယ်ခွင့်ရရှိခဲ့မယ်ဆိုရင်လေချောကလက်ကျွန်းစုကိုဖျက်ဆီးမဲ့ပင်မောင်မြေအကျန်စီကိုလည်းဓာစီနိုင်လောက်တယ်လို့သူမကပြောနေခဲ့ပါရီ။အဲဒီနောက်မှာတော့အချိန်နေမှန်အားလုံးကိုသဘောပေါက်သွားတဲ့အာဗန်ကညီမဖြစ်သူပူတင်ကိုလမ်းဖဲ့ပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါရီ။ဒါပေမဲ့ကန်ဆိုးစွာနေပဲအာဗန်ကချေဖုန်ကိုရုတ်တရက်လဲပေါ်ကနေဆွဲချလိုက်ပြီးလေဘင်းကိုညှစ်ကောင်း မိသားစုပြဿနာအချို့ကိုပြန်လည်ဖြေရှင်းရအောင်မှာဖြစ်တာကြောင့်ပင်လယ်ရဲကိုလိုက်သွားခွင့်မပေးနိုင်ဘူးလို့ဆိုပါတယ်။အဲဒီနောက်မှာတော့သူကလဲကြနေတဲ့ညီမဖြစ်သူချေဖုန်ကိုကြည့်ရင်မင်္ဂလာပွဲတော့ကအခင်မုန်းဖြစ်သူနဲ့အတူပူပေါင်းပြီးကျူးလွန်ခဲ့တဲ့အဖြစ်တွေကိုစေချောဖို့အတွက်အစင်းသင်မေးလောက်ဆိုပြီးမေးမြန်းနေပါတယ်။နောက်ပြီးမိသားစုဝင်တယောက်ဖြစ်ခဲ့ရင်တော့မှနိုင်ငံတော်ကိုပုံကန်တဲ့လောက်ရက်ကိုအပြင်ဘက်ကဓမြရီနဲ့ပူပေါင်းပြီးလှုပ်ဆောင်တာကတော်တော်လေးကိုစိုးရဲကိစ္စပဲလို့ဆိုပါတယ်။အဲဒီချိန်ပူတင်ကအမားဖြစ်သူကိုကဲတင်ဖို့အတွက်စူးစမ်းနေခဲ့ပေမဲ့စံကြီးကဝင်ရောက်တားဆီးလိုက်ပါတယ်။ အကြောင်းကတော့အခုချိန်မှာသူတို့အားလုံးတိုက်ခိုက်လိုက်မယ်ဆိုရင်တရုတ်မှန်နေအားလုံးပေါ်သွားမှာဖြစ်တယ်လို့မလူလာရတဲ့ကိစ္စတွေဆက်လက်ဖြစ်ပေါ်လာမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်ပါနောက်တစ်ခါမှာတော့အာမန်ဒီကအကိုဖြစ်သူပေရိုစပေရိုကိုအခုလိုမျိုးကျုံးကိုဖျက်ဆီးချင်တိုင်းဖျက်ဆီးနေခဲ့တဲ့အမေဖြစ်သူကိုဒါစီပေးဖို့အတွက်အကူအညီတောင်းခံနေပါရီဒါပေမဲ့ပေရိုစပေရိုကသူ့အနေနဲ့အခုလိုမျိုးအသီးစိတ်လွတ်နေတဲ့အမေဖြစ်သူကိုဒါစီဖို့လုံးဝမဖြစ်နိုင်ကြောင်းအာမန်ဒီကိုလမ်းပြောရင်းယုဒီရဲ့မြင်ကွင်းကနေပြောက်ကွယ်သွားတဲ့လူဖီကိုလိုက်လံရှာဖွေနေခဲ့ပါရီ တဖက်မှာလေလူဖီတယောက်ဘရူလီကိုထမ်းဖို့ကပြေးနေခဲ့ရင်ရုတ်တရက်အတွေးလွန်သွားပါရီအတွေးလွန်သွားတဲ့အချိန်ခဏလေးအတွင်းမှာပဲပခုံးပေါ်မှာတင်ထားတဲ့ဘရူလီကရုတ်တရက်ပြောက်ဆုံးသွားတာကြောင့်လူဖီလက်အံ့ဩသွားပါရီအဲဒီနောက်မှာတော့သူကလက်ခုံအတွင်းမှာပုံအောင်နေတဲ့ဘရူလီကိုတွေ့ရှိသွားခဲ့ပြီးအခုချိန်ကစပြီးမင်းမဘလို့အကြောင်းပြချက်မျိုးနဲ့မှအပြောင်းမခံနိုင်တော့ဘူးလို့ပြောနေတာပါဒီလိုနဲ့လူဖီကဘရူလီကိုဖမ်းဆီးချုံလောင်လိုက်ပြီးမှန်တဲ့ချက်ကိုအသုံးပြုရင်ထွက်ပြေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲအဖီလာကရောက်ရှိလာခဲ့ပြီးမှန်ကိုတနက်ပြစ်ကဖျက်ဆီးပစ်လိုက်ပါတယ်။တစက်ထဲမှာပဲသူမကလူဖီကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါကိုမြင်တော့လူဖီကသူ့ရဲ့ရာဘာအစွမ်းကိုအသုံးပြုကကြီးစံကိုဆုပ်ယူလိုက်ပြီးအဖီလာစီကိုပြန်ပစ်လိုက်ရင်ထွက်ပြေးသွားခဲ့ပါတော့တယ်။အိမ်နောက်မှာတော့သူကအရှိမလာပိတ်ရက်နေခဲ့တဲ့မွန်တော်ကိုတွေ့လိုက်ရပါတယ်။မွန်တော်ကသူမအနေနဲ့ညီမဖြစ်သူအာမန်ဒီပိုင်ဆိုင်နဲ့ဂျိုးမော်မှာအခုလိုမျိုးလှုပ်ချင်တိုင်းလုပ်နေတဲ့လူဖီကိုခွင့်မလွတ်နိုင်ဘူးလို့ပြောပါတယ်။ ဒါပေမဲ့အခုချိန်ထိဟာကီအစွမ်းကိုအသုံးပြုဖို့မဖြစ်နိုင်သေးတဲ့လူဖီကသူ့အနေနဲ့တိုက်ခိုက်ဖို့အဆင်သင့်မဖြစ်သေးတာကြောင့်ဘရူလီကိုအကာအကွယ်အဖြစ်အသုံးပြုပြီးထွက်ပြေးဖို့အတွက်ကြံစည်နေခဲ့တာပါ။အဲဒီအချိန်ဒေါသထွက်နေတဲ့ပင်မောင်ကလူဖီကိုရုတ်တရက်တွေ့ရှိသွားခဲ့ပြီးအကြမ်းစားတိုက်ခိုက်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့လေကြနေတဲ့ချေဖုန်ကိုစံကြီးတယောက်ဝင်ရောက်ကူညီတင်းမတင်းကိုဝေခွဲရခန့်နေခဲ့ချိန်ချေဖုန်ကပြန်ထလာခဲ့ပြီးသူမအနေနဲ့ဂိမ်းမုံပြီးစီးတဲ့အထိပူတင်းကိုမဖြစ်မနေကူညီရလိမ့်မယ်လို့အာဗန်ကိုပြောနေခဲ့ပါတယ် ဒါကိုလက်မခံချင်တဲ့အာဗန်ကဘလို့ပဲဖြစ်ဖြစ်မိသားစုပေါ်တစ္ဆာဖောက်ခဲ့တဲ့ချစ်ဖုန်ကိုခွင်းလို့စရာအကြောင်းမရှိဘူးလို့ဆိုကောင်းမိလက်သီးကိုအသုံးပြီးအဆုံးသတ်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်။အဲဒီအချိန်ချုံမုတ်ထဲမှာပုံအောင်နေတဲ့ပေါင်ကရုတ်တရက်ထွက်ပေါ်လာခဲ့ပြီးတမိဖြစ်သူကိုကဲတင်မှုအတွက်အာဗန်ကိုပြေးထိုးဖို့ကြံရွယ်နေချိန်မှာပဲစံကြီးကဂျားကနေဝင်ပြီးအာဗန်ကိုကန်ထုတ်ပြလိုက်ရင်ချစ်ဖုန်ကိုကဲထုတ်သွားခဲ့ပါတယ်။မြန်ဆန်လို့တဲ့ဖိရတစ်ခုကြောင့်အကန့်ခံလိုက်ရတဲ့အာဗန်လည်းရုတ်တရက်မြိန်သွားခဲ့ပြီးစွမ်းအားကြီးတဲ့သူတယောက်သူ့အနားမှာရှိနေတဲ့ခံစားချက်ကိုရလိုက်ပါတယ်။ ဒီလိုနဲ့တစ်ဖက်မှာလည်းစံကြီးကားချစ်ဖုန်ကိုပူတင်ရဲ့အကူအညီနဲ့ပုံခုစရာနေရာတစ်ခုကိုပေးခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနေပဲအော်ဗန်ကချစ်ဖုန်ကိုပြန်လည်တွေးရှိသွားခဲ့ပြီးထပ်မံနှိပ်စက်နေရာကြောင်းပူတင်ကသူမတို့အနေနဲ့ဂိမ်းမုံကိုအပြီးသားနိုင်ဖို့ဆိုရင်ချစ်ဖုန်ကိုလိုအပ်သေးကြောင်းအော်ဗန်ကိုရှင်းပြလိုက်ပါတယ်။အဲ့ဒီချိန်အာဗန်ရဲ့ဆက်သွယ်ရေး Q ကထမီလာခဲ့ပြီး BG တို့တင်မောကကကူဝါကျွန်းကိုဆားရောက်လာပြီးဖြစ်ကြောင်းသတင်းပို့နေခဲ့ပါတယ်။ဒါ့ဝကြားတော့အာဗန်ကချစ်ဖုန်ကိုကြည့်ရင်အခုဆိုရင်လင်မယားနှစ်ယောက်လုံးကိုတပြိုင်တည်းရှင်းပြလို့ရတော့မယ်ဆိုပြီးဝမ်းသာအားရပြောနေတာပါ။ တဖက်မှာလည်းဂဂူဝါကျွန်းစုစီကိုဦးတည်လာနေတဲ့ BG တို့တင်မောကိုကက်စတာတို့ရဲ့ရေတွက်တင်မောတွေကအဆက်မပြတ်လိုက်လံပြစ်ခံနေပါရီ BG ကတော့ချေဖွန်ရဲ့နမောနမဲဆန်တဲ့လောက်ရတွေကိုစိတ်ပြတ်မိပေမဲ့ဘလိုပဲဖြစ်ဖြစ်သူ့ရဲ့ဇနီးဖြစ်နေတာကြောင့်နောက်ဆုံးချိန်ထိကာကွယ်ရမယ်လို့ကြွေးကြော်လိုက်ရင်ဇလန်းလေးကလည်းဒီနေရာမှာနေတဲ့တခန်းရက်သွားခဲ့ပြန်ပါရီ